ီပုံကိုယ်တိုင်ကကမ္ဘာအရှိဆုံးနှမောင်းရှိနေပါတဲ့ အသက်62နှစ်အရွယ်မက္ကစီကိုလူမျိုးတုထံမှာမယုံနိုင်လောက်ဆရာ30ကိုလက်မရှိတဲ့နှာမောင်းကြီးရှိနေပါတယ်ဒီအရှိဟာအရွယ်ရောက်ပြီးမြင်းတို့တကောင်ရဲ့အရှိလောက်ကိုရှိတာပေါ့အားရစရာအရွယ်စားရှိနေသည့်တိုင်သူ့အနေနဲ့ဒီရာကိုတခါမှအတုံးချခဲ့ဘူးခြင်းတော့မရှိခဲ့ပါဘူးသူပြောတာတော့သူ့ကိုနှစ်သားကစတင်ပြီးသူ့နှာမောင်းဟာထိန်းချုပ်မရနိုင်အောင်ကြီးထွားခဲ့ပါတဲ့သူ့အသက်20ရောက်တော့သူ့နှာမောင်းက16လက်မရှိနေခဲ့ပါပြီ25နှစ်အရွယ်မှာတော့နှာမောင်းကြီးရဲ့ကြီးထွားမှုက16လက်မမှာရပ်တန့်သွားခဲ့ပါတယ်နှာမောင်းကရှည်လွန် ွန်းသလိုဘေးလံလွန်းတာကြောင့်သူလန်းလျှောက်တဲ့အခါထုံနှင်းထုံနှင်းလျှောက်မှသာသွားရတာအဆင်ပြေစေတယ်။နောက်ပြီးတော့စီလန်းချောင်းပြဿနာကိုဖြစ်ပေါ်စေခဲ့တယ်။ဒီလိုအခြေအနေနဲ့နေထိုင်ရခြင်းကသူ့အတွက်တော့မလွယ်ကူပါဘူး။သို့ပါတော့လေသူ့အနေနဲ့လိုအပ်တဲ့ခွင့်စိတ်မှုမျိုးခံယူကအရွယ်စားသေးလိုက်ဖို့ကိုတော့မြင်ပယ်နေသေးပါ။အကြောင်းကကမ္ဘာပထမဆုံးဆိုတဲ့မှတ်တမ်းကိုတက်မှတ်မိနေလို့ပါပဲ။စိတ်ဝင်စားစရာကဒီနေ့ကမ္ဘာမှတ်တမ်းမှာပါဝင်နိုင်ဖို့သူ့ဘက်ကအကြိမ်ကြိမ်စူးစမ်းခဲ့တော့လေအကြိမ်တိုင်းမှာမြင်ပယ်ခံရခြင်းဖြစ်ပါတယ်။မှတ်တမ်းပြုစုသူတွေဘက်ကသူ့ရဲ့နာမောင်းကသဘာဝ အတိုင်းကြီးထွားလာတာမဟုတ်တဲ့အတွက်ကြောင့်လို့ဆိုပါရယ်ပြိသက်တွေရောဒီပုဂ္ဂိုလ်ရဲ့နှာမောင်းကြီးကမှတ်တမ်းဝင်တင်တယ်လို့ထင်မိမထင်မိပြောကြည့်ပေးပါဦး